ျမဘော်ဒါဆောင်မှာတရားကြောက်ခံရတဲ့အကြောင်းလေးပါဒုံးမူကဘော်ဒါမှာပေါ့နော်အဲ့ဒုံးကဘော်ဒါမှာရပီတာတွေနဲ့ပရမနစ်တွေနဲ့ပေါင်းနေရတာအဲ့တော့ရပီတာမာကြီးတွေကတော့ပြောကြတာပေါ့သူတို့နှစ်ကတော့တရားကြောက်ခံရတယ်ဆိုပြီးတော့ဒါပေမဲ့ဆရာမမသိအောင်တို့တွေပြောကြတာပေါ့ကွာဆရာမကလည်းကျမတို့မိန်ကလေးတွေနဲ့အပေါ်မှာအိတ်တာဆရာမကတောင်းမှရှိတဲ့ကတဲ့နဲ့ပေါ့နော်ကျမတို့ကတော့ကြမ်းမြင်မှအိတ်ရတာအဲ့တော့လေသူတို့ရပီတာမာကြီးတွေကတော့တရားကြောက်တယ်လို့ပြောကြတာပဲ။ ခေါင်းဝင်ဖြူလေးနဲ့ကောင်မလေးဖြတ်ပြရတို့ပါတို့အဲ့လိုပြောကြတယ်။ဒါပေမဲ့ကျမကတော့အဲ့တုန်းကတရားချောင်းမခံရဘူးသေးတော့ကိုကလည်းသိပ်ပြီးတော့ယုံကြည်မရှိဘူး။ကျမတို့ကညာဘက်ဆိုလို့ရှိရင်ဆယ်နာလောက်ထိစာတင်ရတယ်။စာတင်ပြီးလို့ရှိရင်ပေါ်တက်လာပြီဆိုရင်မနေ့အတွက်ပြင်ဆင်တာပေါ့။အဲ့ဒီညကလည်းကျမကချင်အောင်မထောင်မိဘူး။အကုန်လုံးကလည်းစားလုပ်ပြီးတော့တန်းကြတာကို။ရပီတာမာကြီးနဲ့ကျမနေရအတူတူအိတ်တာ။အဲ့ဒီညကဘလို့အိပ်ပျော်သွားလဲမသိဘူး။ကျွန်တော်လည်းမထောင်ပြဘူး။ အဲ့မှာလေညတနေ့လောက်တော့ဖြစ်မဲ့နေတူရဲ့ဆင်မရဲ့ချင်းရင်လောက်ကနေပြီးတော့ငိုစံကြရတာရှိုက်ပြီးငိုတဲ့တန်ကွာအဲ့လိုမျိုးရှိုက်ပြီးငိုတဲ့တန်မျိုးအတန်တက်တက်လေးကြားရတာကလေးမလေးအတန်သိကြတာတော့ကလေးမလေးရှိုက်ပြီးငိုနေတာအဲ့တော့လေကိုကအဲ့အတန်ကိုကြားပြီးတော့ဘလို့လို့နိုးသွားလဲမသိဘူးမိဒီယာလည်းအကုန်ပိတ်ထားတာအဲ့အတန်ကိုကြားနေရတယ်ရင်းမြစ်ကကိုကသိနေပြီဒီချိန်မှတော့ဘယ်သူမှထားမလို့လေဘူး မတွေကလည်းတရားချောက်တယ်လို့ပြောတာတော့ကိုကသိနေပြီလေအဲ့တော့ဘေးကရပီတာမာကြီးကိုအကူတကြီးနဲ့လိန်ဆွဲတာအဖော်ရအောင်လို့ဆိုပြီးတော့ပေါ့နော်အဲ့မှာလေအမြဲတမ်းဖြစ်လက်ရှိတာတရားချောက်လို့ရှိရင်ကိုဘေးရလို့ကဘယ်တော့မှမနှုံဘူးသိလားဘလောက်နှုံတော့မနှုံဘူး तू ကလည်းမတီးဘူးပေါ့နော်အိမ်မောကြနေတာအတင်းလိန်ဆွဲလေ तू ကမနှုံတဖြည်းဖြည်းနဲ့အဲ့ဒီရဲ့မူလဲရှိုက်တန်ရတယ်ကိုရဲ့မျက်စောင်းတို့ကိုရောက်လာသလိုအတန်ကြားရတာကျမရဲ့မျက်စောင်းတို့မှာပြည့်ရကောင်မလေးတယောက်ရှိတယ် ။သူကကြတော့ဘာသာကြ။အဲငိုတန်ကပြည့်ရကောင်မလေးရဲ့တစ်တာပေါ်မှာထိုင်ပြီးတော့ငိုနေတာ။အဲတန်ကအဲကလာနေပြီ။အဲ့လိုရှိုက်ပြီးငိုတဲ့တန်မျိုးကသိရမလား။အဲဒုက္ခပဲ။ငါချင်အောင်ထောင်မထားမိဘူး။ချင်အောင်ထောင်မထားတော့ကွာအကာအကွယ်မရှိသလိုဟာလာဟင်းလေးနဲ့ပိုးပြီးကြောက်တယ်ကွာ။ဘေးရမလည်းမနိုး။တကယ်ဆိုရင်နားလို့ရှိရင်နိုးလာမှာကွာမိတွေကလည်းမောင်းနေတယ်ကိုကထင်းလိုက်ပြီကျမတို့ကတစ်တာကိုကောင်းပေးပြီးအေးရတာ ခေါင်းရင်းမှာတက်တာရှိတယ်ဆိုတော့သွားပြီငါတက်တာပေါ်တော့ရောက်လာတော့မှပဲလို့တွေးလိုက်တာပေါ့နော်တကယ်ပဲသီလားတက်တာရဲ့ခေါင်းရင်းကိုကျမတက်တာရဲ့ခေါင်းရင်းကိုရောက်လာတာရောက်လာပြီးတော့ကျမရဲ့ခေါင်းရင်းပေါ်ကနေပြီးတော့ရှိုက်တန်ရင်းနဲ့အဲ့လိုမျိုးကြီးရှိုက်ပြီးတော့ငုံတဲ့ပုံစံမျိုးအဲ့လိုမျိုးကြီးလုံကသွားပြီသွားပြီငါ့ကိုချောက်ပြီးဆိုပြီးတော့အရင်ကကြောက်နေပြီကွာကျွန်တော်ကလည်းမထောင်ထားဘူးဘေးအမကိုလိန်ဆွဲရလဲမလို့ပြီးတော့လေသူဟာသူ့ရဲ့လက်နဲ့မျက်နှာပေါ်ကိုလေ ဟိုကိုမျက်စိဖွင့်တာလားမဖွင့်တာလားဆိုပြီးသူ့လက်နဲ့ကွာအပေါ်ကနေပြီးတော့ကာပြီးတော့ဆန်းတာပေါ့ကျွန်မလည်းမျက်စိလုံးဝမဖွင့်ရဘူးမျက်စိဖွင့်လိုက်လို့ရှိရင်ကိုပါတွေတွေးလိုက်မလဲဆိုပြီးတော့လည်းအရန်ကြောက်လန့်သွားမှလည်းဆိုရယ်ကိုလည်းကြောက်ကြောက်နဲ့ဘုရားသားတွေပါတယ်ရော့အမ်ဘုရားသားတွေရုတ်ပြီးတော့ဟိုပြောရရင်ဘလို့ပြိုင်းပြောသွားလဲမသိဘူးအိပ်ပြောသွားတယ်မနဲ့လည်းရောက်လေရောက်ရောအကုန်လုံးကလည်းမနဲ့စားချက်ဖို့အတွက်မျက်နှာတွေပါတယ်တည်ပြီးပြန်လာတော့ကိုဗေယမာကြီးနဲ့စကားပြောရင်းနဲ့မိုင်းယူညာကသမီးလိန်ဆွဲလိုက်တာနားသားသေးလားလို့မေးလိုက်တယ် ကိုကလေတကယ်တော့လမောင်းတအားကိုလင်းလိုက်တာနိုးအောင်လို့ဆိုပြီးတော့ကြည့်လိုက်တော့လမောင်းကဘာရာမှမရှိဘူးတကယ်လို့ဆိုရင်ကွာအညုံမဲရတွေပါလေရှိရမှာကိုကတအားကိုဆုပ်ပြီးလင်းလိုက်တာဆိုတော့လေကြည့်လိုက်တော့လမောင်းကဘာရာမှမရှိဘူးဘာညုံမဲရမှလည်းမရှိဘူးအ ਨੇ ဆုံးတော့အညုံမဲရတော့ထင်ရမှာကွာတအားလိန်ဆွဲလိုက်တာဆိုတော့သူ့ဘဲမနာတာလားဘယ်လိုလဲတော့မသိဘူးကိုကမတရားတွေလိန်ဆွဲလိုက်တာပြီးတော့ပြည့်ရဘာသာကြားကောင်းမလေးကိုလည်းမေးသေးတယ်ညာကပေါ့နော်နင်းရဲ့တက်တာပေါ်မှာအဲ့လိုငိုတန်ကြားလာဆိုတော့ သူကလည်းကြားရတယ်တဲ့သူကလည်းအတန်ကြားလိုက်တယ်ဒါပေမဲ့ဟိုနိုးသလိုမနိုးသလိုဖြစ်နေတာပေါ့နော်သူကလည်းအဲ့လိုပြောတယ်ဒါကတော့ထုံးမှုဘောရာဆောင်မှာချောက်ခံရတဲ့မတရားပေါ့နော်ကြောက်လိုက်တာလည်းတုံးရောနောက်ထပ်ကြုံတွေ့ရတဲ့ဖြစ်ပျက်ရှိသေးတယ်အဲ့ဒီဘောရာဆောင်မှာပဲအဲဘယ်လိုပြောရမလဲဆောင်းဝဲဖြေကန်ဒီဆိုဆရာမတွေကဘုံကြီးခေါ်ပြီးရုပ်ပေရာတို့မှာတော့ရှိတယ်ကွာအဲအဲ့လိုမျိုးတွေကန်ကြမှာစိုးလို့ပေါ့နော်အကုန်လုံးကလည်းဆောင်းဝဲဖြေကန်ဒီဆိုစားရရမရရဖရားတွေကတော့လောက်ကြတာပဲ ကျမတငယ်ချင်းကကြတော့တောင်းမှနေရတာသူ့ရဲ့ဘေးမှာဆိုလို့ရှိရင်အကာကြီးတစ်ခုပဲရှိတယ်။မနက်ကဆိုလို့ရှိရင်ဘုံကြီးခုံရွတ်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီနေ့လိုညမျိုးစားချက်ပြီးတော့ဆယ်နေလောက်အိတ်ကြတာညနေကြတော့အဲ့နေရဘက်ကနေလက်ထွက်လာပြီးတော့လက်သေးရှည်နဲ့မျိုးလုံးဘက်ကနေပြီးတော့ကုတ်ဆွဲသွားတာသူလဲတိလိုက်တယ်သူ့ဘေးမှာဘသူမှမရှိဘူးနေရင်ကြီးပဲရှိတော့တာကုတ်ဆွဲသွားတာလက်သေးတန်ရာမျိုးဖြစ်တာအဲ့လိုမျိုးတွေလည်းကြုံတွေ့ရတာနေရင်နဲ့ပုံမိတာတော့လက်သေးရာမထွက်နိုင်ဘူးလေ ဒါကြတော့အကောင့်နဲ့စဉ်းစားလို့လည်းမရဘူးအကောင့်နဲ့ဖော်လို့လည်းမရဘူးတကယ်လေလက်တွေ့ကုတ်ခံလိုက်ရတယ်ကျမကတင်းနှံတက်တော့ကြုံတွေ့ခဲ့ရတာပါတင်းနှံကအပေါ်တောက်တက်ရှိတာကျမတို့ကအောက်ထပ်မှနေရတာပထမနှစ်ကလေးတွေကအောက်ထပ်မှနေရတာပေါ့နော်ကျမတငယ်ချင်းတွေကျမနဲ့ကတခန်းကြတာပေါ့ဖြစ်ရှင်တော့လေအခန်းတွေကအကုန်ပြည့်တယ်ရှေ့မှာဆိုရင်၄ခန်းနောက်မှာဆိုရင်၄ခန်းလူနှစ်ယောက်ကိုတခန်းစီပေါ့ဖြစ်ရှင်တော့လေကျမတို့ရဲ့နောက်ကအခန်းအားကြတော့စလိုဂန်လုပ်ထားတာ လူမရှိဘူး။ကျမကိုခန်းရနေပြီးတော့နောက်ကိုလှမ်းကြည့်လို့ရတယ်။အပေါ်မှာတန်တကာပေါက်ထားတာ။ပထမနှစ်ကျောင်းသူတွေအကုန်လုံးရဲ့ပစ္စည်းတွေအကုန်လုံးကဒီ slogan ထဲမှာပဲလာထားတာ။ဖနက်တွေဟင်းမှုတွေအစုံပေါ့နော်။အဲအဲ့တော့လေတယောက်ကနောက်ကိုရောက်ပြီဆိုလို့ရှိရင်ကျမတို့ကအပေါင်းကြားရတယ်ပေါ့ကွာ။ဟို စကားလန့်ပြောပါညာပေါ့။ဘာဟင်းတွေလဲဘလို့လဲပေါ့။ကျမတို့ဟင်းໃຫຍ່တွေလဲအဲထဲမှာပဲထားတာ။အဆောင်မှာတချို့လူတွေကတဲချောက်တယ်ပါညာပြောကြတယ်။ကျမတို့ကမယုံဘူး။ ိုရီကအိပ်ပြီဆိုလို့ရှိရင်တိုင်းပြောရဲ့လူတွေအဲ့နေ့၁၂နှစ်လောက်ဖြစ်မဲ့နေတူရဲ့ကျမတို့နှစ်ယောက်စလုံးမရည်သေးဘူးနောက်ကနေပြီးတော့ဗားရီကြားရလဲဆိုတော့ဂျိုင်းဝင်တန်နေကြားရတာဂျိုင်းနေဖွင့်နေအဲ့နေ့ကအမေကလည်းဟင်းလာပို့သွားတာကြတော့ငါးကြော်တို့ဘာတို့ပို့သွားတာအဲ့တော့နေတဲ့ခန်းထဲမှာလည်းမထားဘူး S ro gun ထဲမှာပဲတွားထားရတာဘူးတွေဖွင့်တဲ့တန်တွေကြားရတယ်ဒါပေမဲ့ကျမတို့ကကြွက်လို့ပဲထင်တာ slogan ကဖနက်တွေလည်းရှိတယ်ဟင်းကြိုင်တွေလည်းရှိတယ်ဆိုတော့ကြွက်လို့ပဲထင်တာ အဲ့ဒါနဲ့တရပြီးသွားပြန်ရော နောက်တနေ့လည်းရောက်ရောအဲ့လိုပဲဘဏ္ဍတန်နေအဲ့လိုတန်နေကြရတာအဲ့ဒါနဲ့မနေ့ကျတော့နင်တို့ចောင်းသူတွေညဆိုရင်ဘာလုပ်ကြတာလဲညနဲ့မှာစတိုတွေကိုဘာလို့ဝင်ကြရလဲလို့ပြီးတော့ဘယ်သူမှမဝင်ဘူးပေါ့နော်အဲ့ချိန်ကတော့ဘယ်သူမှမဝင်ဆိုပြီးတော့အဲကိုရီတငယ်ချင်းတယောက်ကလည်းကြွက်လို့ပဲထင်တာပေါ့ဖြစ်ချင်တော့ဇလန်းနောက်နေ့မှစားတာတနားလောက်ရှိပြီအဲ့ဒီစတိုကန်ရဲ့တကားတတတကားပဲဖွင့်လို့ရှိရင်အတန့်ပြီးတယ်အဲ့တကားကလည်း ပြောရင်တော့ခြေသိမ်းထားတယ်ဖွင့်လို့ရှိရင်အတန်ကြီးရဲ့တဆောင်းလုံးညီနေတဲ့ချိန်ကျမတို့တငယ်ချင်းတစ်ယောက်ကလည်းမေးသေးဘူးညတနေ့လောက်ဆိုတော့လေတကားဖွင့်တယ်ကြားလဲကြားရောနေဟောသားတန်းညင်သွားတာအမ်အဲ့ဒါနဲ့တကားဖွင့်တယ်ဆိုပြီးတော့ကြားလိုက်ပြီးတော့သူကဘာလုပ်လဲဆိုတော့လေဟင်းမှုတွေဖွင့်တယ်ဟင်းမှုတွေဖွင့်တဲ့အတန်းချိန်တွေဖွင့်တဲ့အတန်းဖြည်းဖြည်းချင်းကွာသိရမလားတကူကဟင်းခိုးစားနေတယ်လို့မျိုးကွာ ညဉ့်ညိုင်တွေဖြည်းဖြည်းချင်းဖွင့်နေဘူးတွေဖွင့်နေကျမနဲ့ကျမတငယ်ချင်းကနည်းနည်းတော့ထိတ်လန့်နေပြီကွာအဲ့ချိန်မှာတငယ်ချင်းကလည်းကြောက်ကြောက်နေဟာနောက်ကချွတ်တွေကလည်းဆူလိုက်တာဆိုပြီးတော့ပြောတယ်သူကလည်းတကယ်တော့ကြောက်စိတ်ကိုတွန်းလန့်တာပေါ့နော်အဲ့ဒီထဲမှာအထက်ကနေပြီးတော့အထက်ကနေပြီးတရားရောက်ကစိတ်ဆိုးမှန်လို့ကြီးနေတကားယူချစ်တာလက်သက်ရှိကြီးနဲ့ချစ်တယ်လို့မျိုးချစ်တာကျမောင်းနေတယောက်ကိုတယောက်ကြည့်ပြီးတော့တော်တော်ထိတ်လန့်နေတယ်အဲ့တော့ငြင်းနေကြတာပေါ့ကျမကလည်းဘုရားသားလေးပဲယူပေါ့ ဒါပေမဲ့အသက်ခဏလောက်နေတော့ငြိမ်သွားတယ်။ငြိမ်သွားပြီးတော့ကျမတို့တွေဘလို့အိပ်ပျော့သွားမှမသိဘူး။မနဲ့လေရောက်ရောဘာဖြစ်တာလဲဆိုပြီးတော့တကားကိုသွားကြည့်တာပေါ့။တကယ်တော့ကွာအားနဲ့မန်နဲ့ချစ်ရထင်းနေလောက်အောင်ချစ်တာ။အဲ့ဒါနဲ့မနဲ့သွားကြည့်တော့ဘာချစ်ရမှလည်းမရှိဘူး။ဂျိုင်းကြီးဘလုံးလေးရတယ်ဖွင့်လာတာဘာညာဘာမှမရှိဘူး။စတိုကန်ကကြတော့ညာဘက်ဆိုလို့ရှိရင်ပိတ်တယ်။နေဘက်ဆိုလို့ရှိရင်စတိုကန်တကားကဖွင့်ထားတာကွာ။ညာဆိုလို့ရှိရင်ကျမတို့ရဲ့ခေါင်းဆောင်ပေါ့နော်။ခေါင်းဆောင်ကနေပြီးတော့ခတ်တယ်။အဲ ဒီတော့ခတ်ထားတဲ့ခန်းထဲတော့ဘာမှဖြစ်စရာအကြောင်းမရှိဘူးကွာကြောက်ကနေလွဲလို့ဘာမှမရှိနိုင်ဘူးကြွလည်းမရှိဘူးတော်တော်လေးကိုတော့ထိတ်လန့်ခဲ့ရတယ်ဒါတွေကတော့အဆောင်တွေမှာဂျုံတွေ့ရတဲ့အဖြစ်အပျက်တွေဖြစ်ပါတယ်